အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဗီဒီယိုလေးမှာတော့သမိုင်းအဆက်ဆက်မှာအာဏာမှုတွေကိုတိုက်ထုတ်ပြီးတော့ဓမ္မအတွက်ပိုကျိုးဆုံးအသက်ပေးခဲ့ကြတဲ့အာဇာနည်သူရဲကောင်းတွေအားလုံးကိုဆရာကြီးမြင့်သူဝင်ရေးသားခဲ့တဲ့ဥမာရန်ဆိုတဲ့ကဗျာလေးနဲ့ဂုံပြုတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဗီယန်လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ကြပြားလေးနဲ့အတူကြပြားရဲ့အကြောင်းအရာပိုင်းနဲ့အရေးသားပိုင်းတွေ ဂုံအလင်္ကာရတ္တစတဲ့အကြောင်းအရာတွေကိုပါကဘာတွေတူတူလေ့လာကြည့်ကြရအောင်နော်။သူမာရန်ဆိုတဲ့ကဗျာလေးကလွတ်လပ်ရေးခေတ်မှာရေးသားခဲ့တဲ့လင်္ကာကဗျာအမျိုးအစားတစ်ပုဒ်ပဲဖြစ်ပါတယ်။ဆရာကြီးမင်းသူဝန်က1963ခုနှစ်မလထုတ်မော်ရီမဂ္ဂဇင်းမှာဖော်ပြခဲ့တာပဲဖြစ်ပါတယ်။သူမာရန်သူတို့အစုပ်ထားခဲ့မြုပ်သည့်ဘုံငုတ်တိုင်မှာမောင်ပြောက်ကြားကိုရွာသားရွာသူမေးကြမြည်သည်ဥဥယံဝိထရုံတီး အမောင်ပြောက်ကြားချစ်သူအားကိုမာများမှားခဲ့လို့တည်းငေကကျင်မြက်မိတ္တမှတ်ကိုဖျက်လွတ်ခဲ့ကြောင်းပြောပါလေအမောင်ပြောက်ကြားမိဘအားကိုမာများမှားခဲ့လို့တည်းမွေးတိမိခင်မွေးဖခင်ကိုဥတင်ခဲ့ကြောင်းပြောပါလေအမောင်ပြောက်ကြားတိုင်းပြည်အားကိုမာများမှားခဲ့လို့တည်းခྱི་မတ်တဲ့လန်ခုလက်တွင် ကိုလွတ်ဆောင်ပါ ွဲရပါ၍အာနာခဲကြောင်းပြောပါလေရန်ဝဲဥဥတလူလူနှင့်မင်းမြူကြတော့အနောက်ကုန်းတွင်နေလုံးွယ်လီပြီတကားလွတ်လပ်ရေခဲ့မင်းသူရောအောက်ကြားရဲဘော်လေးတို့ရဲ့ဘဝနေဝင်ငန်းလေးနောက်ဆုံးအချိန်ကိုဖွဲ့ဆိုထားတယ်။ကြပြဇက်လန်တူလေးဖြစ်ပါတယ်။ဘုံမောက်ကွဲတဲ့ဇက်လန်ကိုဖွင့်လိုက်ပြီး ဩသားတိမန္နာလိုသွေးတံရည်ရဲ့လေကြာနေတဲ့ပျောက်ကြားရဲပုံလေးကိုရွာသူရွာသားတွေကကျဉ်းကျဉ်းနနာထူပွေပြီးမေးမြန်းနေကြတဲ့မြင်ကွင်းကိုဝေခံနေနေအောင်မှမြင်တွေ့ရပါတယ်။ဂျန်ငွေတွေကလည်းမိုင်းဝင်နေတော့မှာပဲ။ငယ်ငယ်လေးကချစ်ခင်မြတ်လို့ရတဲ့ချစ်သူပြိုးမိကလေးကိုဖြစ်ခဲ့သမျှအရာ အလုံးအတွက်ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်းသူ့ဘဝရဲ့နောက်ဆုံးနေဝင်ကြီးရောက်နေပြီကိုမတွေ့ရတာကြာပြီဖြစ်တယ်။ဘယ်တော့မှထပ်တွေ့ဖို့မရတော့လေကျေးဇူးရှင်မိဘနှစ်ပါးကိုမျှော်မှန်းကြတော့ခဲ့ကြောင်းခရီးလမ်းမဆုံးခင်လန်တော့မှာ ကိုလွတ်ယုံထွက်သွားတဲ့အတွက်နိုင်ငံနဲ့ပြည်သူတွေကိုအားနာမိကြအောင်ပြောပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ဘက်တောင်ဆွဲမှာလေကွယ်သွားတယ်ဆိုတဲ့အတွက်ယောက်ျားလူလင်ငယ်ကြဆုံသွားပြီလို့ယူဆရပါတယ်။တောင်ဆွဲမှာနေကွယ်တယ်ဆိုတဲ့အကြောင်းကမြမလူမျိုးတွေအတွက်ခြေကွယ်စရာအနမိတ်ဖြစ်ပါတယ်။ကြဆုံးသွားကန်ဒီပြောသွားတဲ့စကားလေးရဲ့ရှဲဖို့ရဲ့နောက်ဆုံးနှုတ်ထွက်စကားမှားတမ်းလေးဖြစ်သွားပါတော့တယ် ခံစားမှုနဲ့အသည့်အမြင်ဇပွဲရဲ့ဂျန်တဲ့ရဆန်းမှုတွေကိုမိမောင်းလို့ပေါ်ပြထားပါမယ်။ဒါရဲ့နှလုံးသားတွေကချစ်ခြင်းမေတ္တာနဲ့ပြုထုမှုယေသူတည်တော်မှုစလုံးအနေနဲ့ခံမှုတာဝန်သိစိတ်တွေကပိုပြီးအလေးသာနေပါတယ်။ကိုယ့်ဘက်ကမနိုင်နိုင်လို့တက်ဆုပ်ရတာလား။ကောက်ကျစ်တဲ့အကြံနဲ့ဘုံမြုပ်ထားတဲ့လူတစုရဲ့လုပ်ရော်ကိုဆောက်ဆုံးမိပါတယ်။ယောက်ျားရဲ့ဘော်ကလေးရဲ့ဘဝအဆုံးတလာတနာစီအကောင်းနေပါမယ်။သူရဲ့စွန့်လို့အနေနာခံမှုနဲ့ချစ်ခြင်းမေတ္တာတွေကိုခံစားရပြီးလာမှုပါတယ်။စစ်မှန်တဲ့ရဲဘော်တွေကသူတို့အသက်ဆွန့်ရတော့မယ့်အချိန်မှာတော့မှခြားသူတွေအပေါ် တာဝန်မကျေနိုင်မှဆိုရင်ရပါတယ်။သူတို့ကဘာမှမကြိုင်တော့အရာရာကိုဘေးဆက်ချင်ကြတယ်။ဘေးဆက်သူကြီးတသက်စိတ်ထားရရှိတာကိုတွေ့မြင်ရပါတယ်။ဒီကပြားကဝမ်းနေချစ်ပွဲပဲဖြစ်ပေမဲ့စိတ်ပြအားငယ်မှုမဖြစ်စီပါ။ဇီယာရီမင်းတို့က1962ပြည်ရင်းစစ်ကာလကိုဇလန်းစီရေးပွဲထားပေမဲ့မြန်မာနိုင်ငံလက်ရှိအခြေအနေနဲ့ထပ်တူကြနေတဲ့အတွက်ရင်ဆိုင်မှုတက်တီနဲ့စိတ်ဓာတ်ခွန်အားကိုတိုးစေပါတယ်။ မာနဲ့ကြပြဆိုရင်လင်းကအမျိုးအစားဖြစ်ပြီးရောလေးလုံးတပါသားစနီးနဲ့ဆက်ဆူထားတဲ့ကြပြတပုတ်ဖြစ်ပါတယ်။အလဲသုံးပိုက်မှာဆိုရင်အမောင်ပြောက်ကြားချစ်သူအာကိုအမောင်ပြောက်ကြားမိဘအာကိုဆက်သဖြင့်အချီတူအခြားသူသုံးလုံးထားတာကိုတွေ့ရပါတယ်။ထူးခြားချက်အနေနဲ့အောက်ဆုံးနေကုန်းပိုက်ရဲ့အချီကို ပထမပိုက်ရဲ့အဆုံးသက်အခြားနဲ့အစားပြုထားပါတယ်။လင်းကကြပြတပုတ်မှာ အချီပါဒနဲ့အခြားပါဒဆိုပြီးရောရှိပါတယ်။ လီလုံးဆက်ကပြားမှာဆိုရင်အချီမှာလီလုံးတပါတာဖြစ်ရပေမဲ့အခြားပါတာမှာအနည်းဆုံးခုနှလုံးတပါတာဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ကိုက်ညီတဲ့ကပြားကောင်းတစ်ပုဒ်ဖြစ်နေပါသေးတယ်။လီလုံးဆက်အချအနေနဲ့ကြည့်ရမယ်ဆိုရင်ဒီသူ့မာနဲ့ကပြက၅ခုရှိတဲ့အတွက်လီလုံးဆက်အချလည်း၅ခုရှိနေတာကိုတွေ့ရပါလိမ့်မယ်။ဥဥရန်ွေထာတုံးသည်ခွင်းလွတ်ခဲ့ကြောင်းပြောပါလေ။ဥတင်ခဲ့ကြောင်းပြောပါလေ အားနာခဲ့ကြောင်းပြောပါလေနေလုံးကွယ်လေးပြီးတကားဒါတွေကတော့ဒီကပြရဲ့အခြားပါတာတွေဖြစ်ပါတယ်ကရဲ့အနေနဲ့ကတော့သူတို့အစုံထားခဲ့မြုပ်တိဘုံငုတ်တိုင်းမှာဒီပါဆိုရင်စုံမြုပ်ငုတ်က၄၃နှစ်နီးအရာကာယံတူပါတယ်။အုတ်ကာယံလို့ပြောလို့ရရယ်ပေါ့နော်။အဥပမာကြာပန်းဆိုရင်ကြာအာကြာပအန်းပန်း ဲ့လိုဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်ခုနကာယံတွေကစုံမြုပ်ငုပ်ဆိုတော့ဥကာယံပေါ့။ထားကဲမြုပ်တိဘုံငုပ်တိုင်းမှာမောင်ပြောက်ကြားကိုဒီမှာဆိုရင်ထားမှာကြားကတလေးသုံးကြီးအရာကာယံတူနေပြီးတော့အာကာယံဖြစ်ပါတယ်။ရွာသားရွာသူမိကြမြူသည်ဥဥရန်ွယ်ထာတုံးသည်ဆိုတဲ့အပိုင်းမှာ သူမြူဥကလေးသုံးနှစ်ကြပြာစနီးအရာကာယံညီပါတယ် ဥဥကထက်နေတဲ့အတွက်၄၃၁အနေနဲ့ယူလဲရတော့ရပါမယ်၄၃၁ကအသုံးနေကြတဲ့အတွက်၄၃နှစ်ပဲယူလိုက်ကြအောင်ပါဆက်သူတို့ကဥကရန်နေပေါ့နော်အမောင်ပြောက်ကြားချစ်သူအားကိုဗာမြားမှာကလူတနီအမောင်ပြောက်ကြားမိဘအားကိုဗာမြားမှာကလူတနီအမောင်ပြောက်ကြားတိုင်းပြည်အားကိုဗာမြားမှာကလူတနီစတဲ့အပိုက်တွေမှာကြားအားများက၄၃နှစ်နီးအရာအကရန်ကြီးပြီးအာကရန်ဖြစ်ပါတယ် ုံအနေနဲ့ကြည့်မယ်ဆိုရင်ကြပြတပုံလုံးကိုအလွယ်တကူနားလည်နိုင်အောင် ယူယူရှင်းရှင်းဖွင့်နှက်ထားတဲ့အတွက်စကားရှင်းအနက်လွယ်ပတတာကောင်မြောက်ပါရဲ့ရတာအနေနဲ့ကတော့ဒီကြပြမှာဆိုရင်စစ်တယ်တော်ရဲ့သူနိုင်မဲ့စိတ်ထားလေးကိုကြည့်ပြီးတော့ခရုဏာရတာခန်းစားမိပါတယ်နောက်တစ်ခုကသူ့ရဲ့ရင်းရင်ထမြက်တဲ့စိတ်ဓာတ်ကပြည်သူတွေအတွက်ခွန်အားဖြစ်စေလို့ဝီယာရတာခန်းစားမိပါတယ်နောက်ကောက်ကြည့်ယုံမှသူတွေရဲ့တင်ပြင်းတဲ့လူရဲ့ကိုမြင်တော့ဝိပဿနာရတာခန်းစားမိပါတယ်လို့ဒီကုန်းချုပ်ရင်နဲ့ အဆုံးသတ်လိုက်ပါစေရှင်အဆုံးထိလိုက်ပါစီမျောပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါရဲ့ရှင်ကျမတို့ရဲ့တင်ဆက်မှုလေးကိုနှစ်သက်သဘောကျမိလိမ့်မယ်လို့ထင်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့သူတွေအနေနဲ့တခုခုသိရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါနောက်တစ်ခါဦးပြန်တွေ့ကြ